ပောက်ွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှာဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါမြန်မာညညရဲ့အစိုးရ NUG ယာယီသမရဒူဝလရှိလာနဲ့ ပြင်းအမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဘဒုစောကွယ်ထူးဝင်းတို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းယာယီသမ္မတနှင့် KNU ဗဟိုတို့ကမနေ့ကစက်တင်ဘာ25ရက်ညပိုင်းမှာသတင်းထုတ်ပြန်လာပါတယ်။အဲ့ဒီတွေ့ဆုံမှုမှာຫນွေဥတော်လည်းအမြန်ဆုံးအောင်မြင်စေဖို့တော်လည်းအင်အားစုတွေကြောင့်ပူးပေါင်းလက်တွဲလှုပ်ဆောင်သွားမယ်ကဏ္ဍတွေနဲ့ပတ်သက်ပြီးအကြေတဝန့်ဆွေးနွေးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။တော်လည်းအင်အားစုတွေကြောင့်အခုထပ်ပိုစီလို့ညညစွာလက်တွဲပြီးမြန်မာနိုင်ငံဆင့်အာနာရှင်လက်အောက်ကအပိဓာန်လွတ်မြောက်ရေး ်ဆေးအနာရှင်နဲ့အာနာရှင်ဟုသမျှအမြင့်ပြတ်တိုက်ဖျက်ရေးလွတ်လပ်မှုငြင်းချမ်းမှုနဲ့လူမှုတရားဝါပြောမှုတို့ကိုဖော်ဆောင်နိုင်ရေးအတွက်ဆက်လက်ပြီးခိုင်မာစွာအတူတကွပူးပေါင်းဆောင်ရွက်သွားကြဖို့လေခေါင်းဆောင်အုပ်သဘောတူညီခဲ့ကြတယ်လို့ထုတ်ပြန်ပါတယ် KNU ဟာစစ်တပ်ရဲ့အာဏာသိမ်းမှုကိုပြတ်သားစွာဆန့်ကျင်ခဲ့ပြီးစစ်ကောင်စီကိုတော်လှန်မဲ့လူငယ်တွေကိုတင်နန်းပေးတာနိုင်ငံရေးဆိုင်ရာတာဝန်ရှိသူတွေအပါအဝင်စစ်ကောင်စီရဲ့အန်ဒီရဲကိုကြုံတွေ့နေရသူတွေကိုအကူအညီအကောက်အွယ်ပေးတာ PDF တပ်မတော်နဲ့လက်တွဲပြီးစစ်ကောင်စီကိုလက်တွဲတက်ခိုက်တာတွေလှုပ်ဆောင်နေတဲ့ဒေါ်လေးတခွေဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီတပ်အင်အားအများပြားပြုံးနေအောင်ထိရောက်စွာတက်ခိုက်နိုင်ခဲ့တယ်လို့စစ်ကောင်စီတပ်စခန်းရာရှိကိုလည်းသိပိုင်နိုင်ခဲ့ပါတယ်ရှင်။ပောက်ကွဲလက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါ။ဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓမ္မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါ။ လူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှာဒဏ်ရာရထားရင်ငြိမ်အောင်ထားပေးပါ